ချိုင်းမြမနေဆက်ဒါပခိုင်းမဆောင်မြမအေတာတွင်မြမမျိုးသမီးကို အာရမချင်ဖို့ကြိုးပမ်းပြီးဒါနဲ့တက်ခိုက်ခဲ့သူကိုဖမ်းဆီးထိုက်တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါတယ်။အော်တိုဘတ်လ29ရက်နေ့မနေ့ပိုင်းကမဲဆောင်မြို့ခရဲအုပ်ချုပ်ရေးရှူနာကအေတာထေမြမအမျိုးသမီးတအူကိုအမျိုးသားတအူကဒါနဲ့တက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ခိုက်ခံရသူဟာအသက်21နှစ်အရွယ်မြမအမျိုးသမီးဖြစ်ပြီးလက်ဘင်းကသွေးထွက်လွန်နေတာကိုတွေ့ရတဲ့အတွေ့ကစိဖွဲ့တွေကမဆောက်စည်းဦးကြီးကိုအရေးပေါ်ပုံဆောင်ပေးခဲ့ပြီးအချိန်ဒီမှာဆိုရရတဲ့အတွေ့လက်ရှိမှာသွေးသွင်းကုသဖို့သွေးလိုအပ်နေတယ်လို့ဆိုပါတယ်အခင်းဖြစ်ပြီးဓာတ်နဲ့တိုက်ခိုက်သူဟာထွက်ပြေးသွားခဲ့တာကို CCTV မှတ်တမ်းတွေရသိရပြီးည7:00နာရီခွဲမှာတော့ ဲဒီအမျိုးသားကိုရတက်ဖွဲ့ကဖန်စီရမိခဲ့တာပါ။ဒါနဲ့တိုက်ခိုက်ခဲ့သူဟာအသက်21နှစ်အရွယ်ထန်နေရန်သားဖြစ်ပြီးအရင်ကလည်းအာရမပြုခြင်းခိုးတွေနဲ့ဖန်စီခံရဖို့သူဖြစ်တယ်လို့ထိုက်တဲ့ရင်တွေမှာဖော်ပြပါဗျ။မြန်မာအမျိုးသမီးကိုအာရမပြုခြင်းဖို့စူးစမ်းရာပြန်လည်ခုခံခဲ့တဲ့အတွေ့ဓာတ်နဲ့တိုက်ခိုက်ပြီးထွက်ပြေးခဲ့တာလို့ရတဖွဲ့ကကောက်ချက်ချထားပါတယ် လက်ရှိမှာဓာတ်နဲ့တိုက်ခိုက်တဲ့ထိုင်းမျိုးသားမဲဆောက်ရစကန်ကိုပို့ဆောင်ထားပြီးလူစားဖို့ဂျိုပန်အာထုံမှုအများပြည်သူနေရာပြည်မှာလက်နဲ့ကင်ဆောင်ပူတွေနဲ့အမှုဖွင့်ထားတယ်လို့ထိုင်းသတင်းပြည်မှာဖော်ပြထားပါတယ်